မြစီမပိတ်တမြအားလုံးပဲမင်္ဂလာပါခင်ဗျာနှစ်ပတ်ကြင်ထုံးလင်းကြဖြစ်တဲ့မြစီမရဲ့စူခင်းလန်းကပန်ဒရင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီတစ်ခါစူခင်းလန်းကပန်ဒရင်အစီအစဉ်မှာတော့ KNU တမဟာတေရဲ့ထောက်ပို့တာဝန်ခံမတ်နော်ချူချူတိန်ကိုထောက်ပို့လုပ်ရင်းကြုံတွေ့ရတဲ့အခက်အခဲတွေစစ်ဆောင်တွေကိုတွားရောက်ကူညီရင်းအထူးကလိုအပ်ချက်တွေအကြောင်းကိုဒီတစ်ပတ်စူခင်းလန်းကပန်ဒရင်အစီအစဉ်မှာကျွန်တော်ဆက်သွယ်မေးမြန်းထားပါရစေခင်ဗျာ ဟုတ်ကဲ့မင်္ဂလာပါမတ်နိုချူချူသိခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါဆင်ဟုတ်ကဲ့မဟိုအမကဲတောင်ဝီထားရဲ့ပိုင်းရဲ့အမလုံးဆောင်ရဲ့အဖွဲ့အစည်းကိုကျွန်တော်ကတည်ပြမယ်ကျွန်တော်မတည်တဲ့မြစီမာပြည်သက်တွေရဲ့လူတို့ရဲ့တည်အောင်ကိုအမကဘယ်အဖွဲ့မှာဘာတာဝန်ယူထားရဲ့ပေါ့နော်စသဖြင့်ကိုယ့်ကိုအရင်မိတ်ဆက်ပေးပါဦးအမဟုတ်ကဲ့ကျမကတော့ဒီခင်ဒီပေါ့နော်တတ်ထုတ်ခရိုင် တမတေရထောက်ပို့တောင်းကံတရားဖြစ်ပဲပေါ့နော်ထောက်ပို့တောင်းကံလွှတ်ချစ်တဲ့ဖြစ်ပါလေကျမကတော့အခုလက်စီမြင့်ပြပါပေါ့နော်ဒီဒီမှာတောင်းထမ်းဆောင်နေပါတယ်ထောက်ပို့တောင်းပေါ့ဟုတ်ကဲ့အမအမဒီထောက်ပို့တောင်းဝင်ကံအဖြစ်တမဟာကျမထောက်ပို့တောင်းဝင်ကံအဖြစ်တောင်းဝင်ထမ်းဆောင်နေရဆိုတော့ဘယ်အချိန်ကနေစပြီးတော့အဲ့တောင်းဝင်ထမ်းဆောင်ဖြစ်တာလဲပေါ့နော်ဘာကြောင့်ရောအဲ့တောင်းဝင်ထမ်းဆောင်ဖြစ်ရတာလဲပေါ့နော်အဲ့နှစ်ခုလေးဖြည့်ပေးပါဦးအမ ဟုတ်ကဲ့ကျမတို့ဒီ2021အနာသိပ်ပြီးကြရစပြီးတော့ဒီတောင်းထဆောင်ပြည့်တယ်မဟုတ်လားဘာကြောင့်လဲဆိုတော့အဲကျမတို့ရဲ့ဒီအဖွဲ့စီထက်မှာတော့အမျိုးတွေရှိတယ်ဥတွေရှိတယ်ဒါပေမဲ့လို့ကျမတို့ကတော့ဒီတောင်းမထမ်းဆောင်သေးဘူးပေါ့နော်ကိုယ့်ကိုအပြည့်စီပွားရေးလုပ်နေကြတယ်ဒီ2021အနာသိမ့်ပြီးတော့အဲသိပ်ပြီးကစားမှလည်းကြည့်နေသေးတယ်ပေါ့နော်ပရာဟိတအလုံးတွေတော့လောက်ကြည့်တယ်ဒါပေမဲ့ကြည့်နေရင်တည်းမှအဲ့လိုမျိုးအာရာရှင်ရဲ့ဒီ ဒီတရားတွေပေါ့ဒီဒီလိုမျိုးမကောင်းတဲ့ပုံစံတွေပေါ့နော်မတရားလူတွေနှိပ်စက်တာကိုတွေ့ပြီးတော့မခံနိုင်တော့ကိုယ်တိုင်တော်ထဲဝင်လာတယ်ပေါ့နော်တောင်ထန်းဆောက်လာပေါ့ဒီမှာသာဖို့တောင်တရားပေါ့သာဖို့တောင်ထန်းဆောက်လာပေါ့ဟုတ်ကဲ့မဟုတ်ကဲ့ဟုတ်အမကအခုဆိုရင်မြေပြင်မှာရှိရအပြင်ပေါ့နော်အမအခုဆိုရင်ဒီဟိုလေချောင်းကနေတမဟာတိထဲမှာလို့လေချောင်းကတိုက်ခိုက်ကြရလဲရှိရပေါ့နော်ဘုံလာကျဲရလဲဆိုတော့ဟိုမြေပြင်မှာတကယ်ရှိနေတယ်တာဝန်လဲယူထားရဆိုတော့ အမကိုရိုင်ဒီမှာဘာအခက်ခဲတွေကြုံတွေ့ရလဲဘာအခက်ခဲတွေရှိလဲဒါကိုပြည်သူတွေသိအောင်ဒီကနေ့အစဉ်ပြပြပေးပါဦးမဟုတ်အခက်ခဲကတော့ဒီမြေပြင်အခက်ခဲကတော့အများကြီးရှိရပါလို့တကူဟိုအတိတ်ကဒီစာနာရိတ်ခါလေးနောက်လမ်းဆက်သက်ရေးသွားလာဖို့အခက်ခဲတွေရှိတယ်နောက်ပြီးတော့စာနာရိတ်ခါကဟိုဒီလမ်းကျော်ကဒီမြေပြင်လမ်းကျော်ကသွားလာဖို့ကဒီစစ်ကောက်စီနဲ့လည်းဆက်လွတ်နေတဲ့အခါကျတော့ အဲ့ဒီဈေးဝယ်စားချန်စားတာတွေအများဒီဈေးကြီးကြီးနဲ့ဝယ်စားတာတွေရှိတယ်ပေါ့နောက်ပြီးတော့အဲ့ဒါတွေအခက်အခဲရှိတယ်နောက်လေချောင်းပေါ့နော်လေချောင်းရန်ကဒီလိုမနေ့မနေ့ရောညရောသူကမနေ့ဆိုလဲလာတယ်သူအချက်မြေသူလာတယ်လာပြီးတိုက်ပွဲမရှိဘဲနဲ့လည်းပြစ်ချင်ပြစ်ချပါတယ်စာတင်ကြောင်းလေးပြစ်ချတယ်ဖုန်ကြောင်းဖြစ်ကြတယ်အမအမတို့ကိုယ်တိုင်လည်းလက်စီမျက်မျက်မြင်အတွက်လက်မျက်စိနဲ့တအားမြင်ပြီးတော့ကြုံခဲ့တယ်ပေါ့နော်ပြေးခဲ့ရတယ်ကိုယ်ကိုယ်တိုင်လည်းပြေးခဲ့ရတာပေါ့ အခက်ခဲတွေကတော့မြေပြင်မှာအများကြီးရှိတယ်မြေပြင်မှာအခက်ခဲတွေအများကြီးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့အန္တရာယ်တွေလည်းပြောရတော့ဟုတ်ကဲ့ဟုတ်ကဲ့မအမကုနာပြောရရင်မလေချောင်းကနေဆိုရင်ဒါတို့ကအချိန်မရွေးလာတယ်ပေါ့နော်လာပြီးတော့ဟိုစာတင်ချောင်းနေလဲဘုံချဲဝါးရပါရှိရယ်ဆိုတော့ဆိုကျင်တာလေချောင်းကအရန်အရန်စစ်ကောင်စီကလေချောင်းကနေအရန်တိုက်ခိုက်နေတဲ့သဘောပေါ့နော်ဆိုတော့လေချောင်းကအရန်တိုက်နေတော့ အဲ့ဒီမှာအမားတို့တမဟာတက်ပေါ့နော်ဒါတမဟာတက်ဆိုကျွန်တော်သိတော့တထုံပေါ့နော်တထုံခရိုင်ပေါ့နော်တထုံခရိုင်မှာရှိတယ်ဒေတာခန်ကြီးရဲ့လုံခြုံရေးရောဘလို့အခြေအနေရှိတယ်တို့အဆင်ပြေရလားပေါ့နော်ဒေတာခန်ကြီးကတော့အဆင်မပြေဘူးဘာကြောင့်လဲသူကအခုဒီဒီတဒီတထုံခရိုင်ဒီဘီလီယံမြို့နယ်ပေါ့နော်ဘီလီယံမြို့နယ်မှာရှိတယ်အခုလက်စီစစ်ဆောင်နေဆိုရင်ဒီ19ရက်နေ့19ရက်နေ့ကလာကျဲွားတဲ့ဒီမင်းစောပေါ့နော်မင်းစောကျေးရွာကဖုန်ဖုန်ကြီးကျောင်းကျဲွားတဲ့အဲ့ဒီမှာ ွင်လေးတစ်ပါးသိတယ်ပြည်သူလည်းဦးသိတယ်ဗောနော်သိပြီးတော့စအဲ့ဒီကနေရွာသားတွေကတော့အခုလက်ရှိမနေရကြတော့ဘူးသူကလေးစံကြားတာလည်းပြေးတယ်ခြံထဲတွေရာထဲတွေအဲ့တော်ထဲတွေမှာပဲလိုက်နေတော့ရွာထဲမှာစုမနေရတော့ဘူးအခုလက်ရှိဒီတကယ်လောက်လည်းမင်းဆိုပါဒီရွာနေရွာမှာစစ်ဆောင်တာကြီးပဲလူဦးရေ2020နဲ့နှစ်ယောက်ရှိတယ်အင်ဂျီကတော့900နဲ့တက်အိမ်ပေါ့အဲ့တော့လူကဒါကလက်ရှိအခုကျမနေတဲ့အနီနာဝန်းကျင်ကစစ်ဆောင်ပြီပေါ့နော်ဟိုအပေါ်ဘက်မှာဆိုလဲ ရှိသေးတယ်အဲ့ဒီလိုစစ်ဆောင်ကူတာတွေလည်းရှိတယ်ကျွန်တော်ကစစ်ဆောင်တွေကိုကူတယ်တိုင်တက်ခွဲရိတ်ခါတွေလည်းကူရတယ်ပေါ့နော်လက်စီပြည်တွေကတော့ခက်ခဲနေတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့လုံကြုံရေးကတော့တို့အတွက်ခက်ခဲရှိရဆိုတော့ပေါ့နော်အဲ့တဆက်သေးပေါ့နော်ကျွန်တော်ဒီမြင်တာလေးမှာအဲ့ဟိုခုနပြောရတယ်မှာဆစ်ချောင်းနေလဲပါလို့ဒီလေချောင်းတက်ခက်တယ်လည်းရှိရဆိုတော့အဲ့ သူတို့ရဲ့ဟိုလေလေချောင်းတိုက်ခိုက်တာတွေဟိုလိုစေဘေးရှောင်နေရရှိတော့သူတို့ရဲ့ဟိုစိတ်ပိုင်းဆိုင်ရာတွေကထိခိုက်တာတွေရောအစင်ပြေလာဘလောက်ထိဆိုးဆိုးရအမမြင်တွေ့ရလဲပေါ့နော်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရောဟောရှိတယ်ရှိတယ်လူတွေကအဲ့လိုမျိုးလင်းတဲ့ကြားလာနဲ့ပြေးပြီးသူကကျင်းနေပြင်းဝင်တာပဲနေရသူ့အတူဖြတ်ပါလဲသူတို့ကျင်းနေခလေးတွေအဓိကခလေးတွေစိတ်တန်ရအများဆုံးပဲဘာကြောင့်လဲဆိုတော့ခလေးတေးတေးလေးတွေကစားလင်းတဲ့ကြားအောင်စိတ်ကောက်ထားလဲမအေးဘူး ကြည်ကြည်ပေါ့ကောက်ထားတော့ကောသူတို့ကြောက်လေစာတင်ကြောင်မှဆိုလဲကလေးတွေကနင်းတော့ကြာပြီးဆိုကပိုးကြီးကပိုးအဲ့လိုမျိုးပြေးလာတယ်သူတို့ကိန်းလို့ပြောပြီးတော့သူတို့ဆံမောင်းကလေးတွေကဆံမောင်းမပြောရတာပဲစီရဲ့လင်းတဲ့ကြိုင်းသူတို့ပြန်ချင်ပြီးအဲ့လိုမျိုးရှိတာကောနော်အဲ့လိုမျိုးလေးစိတ်တန့်ရတယ်တအားရကြတယ်ကြောက်ကြတယ်လူကြီးလူငယ်အကောက်ပဲအဲ့ဒါတော့မျက်မြင်ကောနော်သူကမျက်မြင်ပဲဟုတ်ကဲ့မာဒီစိတ်တန့်ရကလေးတွေမှာလည်းစိတ်တန့်ရကြီးရနေရအမပြောပြလို့တည်ရပါဘူးရနေရတည်ရ ဆိုတော့လေခုနကအမပြောရဲမှာဆစ်ဆောင်နေလဲဆစ်ဆောင်နေအကြောင်းလဲပါဆိုတော့ကျွန်တော်ဆစ်ဆောင်နေအကြောင်းနည်းနည်းလေးမေးချင်တော့ပါအမဆစ်ဆောင်နေကဟိုအိုအခုအမတို့ဒီတမဟာတစ်ဘက်မှာဆိုရင်တထုံခဲဘီလင်းဘက်မှာဆိုရင်ဆစ်ဆောင်ကဘလောက်ထိညာလာလဲပေါ့နော်အရင်တုန်းကကာလာနဲ့အခုကာလာနဲ့အာနာသိန်းစာကာလာနဲ့အခုကာလာနဲ့ပေါ့နော်အာနာသိန်းတာလဲဒီအခုဆိုရင်၄နှစ်ရှိသွားပြီဆိုတော့လေဟိုဇိုင်းစာဘီမလာလာဘလို့အခြေအနေရှိလဲပေါ့နော် ြီးတော့တို့ရဲ့အဲဆစ်ဆောင်နေအတွက်အဓိကဘာလိုအပ်လဲပေါ့နော်အဲ့ဒါလေးဒီကနေ့အစဉ်ပြည်သူကြည့်အောင်ဖြည့်ပေးပါအောင်အမဟုတ်ကဲ့ဆစ်ဆောင်ကတော့များလာတယ်ပေါ့အခုဆိုပို့ပြီးများလာတယ်ပေါ့နော်များလာတယ်အခုလက်ရှိလဲကျွန်မကဆစ်ဆောင်ကိုကူညီနေတဲ့လူတယောက်ဆိုတော့သူတို့ရဲ့လူအချက်တွေလည်းသိတယ်ပေါ့နော်လူအချက်ကတော့အဓိကဆန့်ပေါ့ဆန့်လို့မယ်စီလို့မယ်ပေါ့နော်အခြေခံစားတောက်ကုန်လေးပေါ့ဒါပေမဲ့သူတို့ကတော့ပြောတယ်ကျွန်မတို့ဆန့်သွားဝေရခက်ကြရင်သူကပြောတယ်ဆန့်လေးရရတော့ပါဘူးပေါ့နော်သူတို့ကြက်လာလေးသူတို့ လိုပဲချွတ်ချက်စစ်တာရောဆာဆာကြမယ်ပေါ့ဆန်လေးရတဲ့ခါကျတော့သူတို့မှအခုအဲ့ယူလည်းမပြတ်ရဲဘူးဟိုရတဲ့မှာအလုံးလုံးလဲဆိုတော့နေရင်ကြောက်ရအဲ့လိုအဲ့လိုပဲဆွေမျိုးနီးစားဆွေမျိုးဒီမှာနေပြန်တော့လည်းကြက်ကြက်နေတော့လည်းအဆင်မပြေဘူးပေါ့နော်အဲ့ဒါလေသူတို့အခက်ခဲလေးကိုသူတို့တင်ပြကြတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအမြင်ပြုံသွားတဲ့ခါကျတော့လေအဲ့အခက်ခဲလေးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့မှာဟုတ်အဓိကရောဆစ်ဆောင်ဒီမှာလည်းစားနေရိတ်ခါအဓိကဖြစ်နေတဲ့သဘောပေါ့နော်တင်တယ် ဟုတ်ကဲ့ပြီးတော့အမကဟိုထောက်ဖို့လဲလို့ဟိုတာဝန်ခံလဲယူထားရဲဆိုတော့လေခရမ်းညူမှာထောက်ဖို့တာဝန်ခံလဲယူထားရဲဆိုတော့အမရဲဘော်ကြီးအတွက်ကတော့ဘာကြီးအ திக အများဆုံးအမအနေနဲ့ထောက်ဖို့လုပ်ပေးရလဲပေါ့နော်ဘာကြီးထောက်ပံ့ပေးရလဲနောက်ဒီရှေ့တန်းကရဲဘော်ကြီးပေါ့နော်အအ திக ကျမတော့စာတော့ဒီအချိန်ကစာတော့ကုန်ပေါ့ပေါ့ဒီနောက်တန်းဆိုလဲကျမကဒီနောက်တန်းရိတ်ခဆန်စီစားမရုပ်ချက်တော့ပေါ့အအဲ့ဒါလေးလုပ်ပေးတယ် နောက်ပြီးတော့ PDF PDF တိုက်ရင်ပေါ့နော်အခုဒီမှာ PDF ကလေးတွေလည်းဘလို့လိုလိုက်ကျွန်မကူပေးတယ်ခြေတန်းကဒီအကြော်အလော်ပေါ့ဥပမာစကန်တဲတော့မယ်အကြော်အလော်လူအားလည်းဆိုလဲကျွန်မလောက်ပေးတယ်ပေါ့နော်နောက်ပြီးကဖေးဆီလေးပေါ့လို့လို့အဲ့ဒါလေးလေးလူအားလည်းဟာလေးလေးတင်ပြရင်တော့ကျွန်မတော့ပို့ပေးတော့ပေါ့လူချင်းစီးရင်ဟုတ်ကဲ့ဟုတ်ကဲ့အမအဲ့ဒီအဲ့ဒီတမဟာတဲ့ထဲမှာ PDF တွေလည်းရှိတယ် KNU လည်းရှိတယ်ဆိုတော့ဒါဆိုရင်အမျိုးသမီးရဲဘော်ဆိုတာလည်းရှိမှာပဲပေါ့နော်အမျိုးသမီးရဲဘော်ဒီအတွက်ကော ဟိုဘာကြီးလိုအပ်လဲပေါ့နော်အမဘာကြီးသူတို့အတွက်တီးတန့်ပေါ့နော်အမျိုးသမီးရဲဘော်ကြီးတို့ကောဘာကြီးလှုပ်ပေးရသေးလဲမသိဘူးခင်ဗျ။အော်အမျိုးသမီးရဲ့အတုံးဆောင်ပစ္စည်းတွေကတော့လိုအပ်တယ်သူတို့ကတော့မပြောရကြအောင်ပေါ့နော်ဒါပေမဲ့သူတို့သူတို့တော့တဲ့ပစ္စည်းတွေလိုတော့ပေါ့ဒီအင်ဂျင်တွေဘောင်းပီလေးတွေပေါ့နော်အဲ့ဒါလေးလိုသူတို့ယူနီဖောင်းလည်းအမြဲမဝတ်နိုင်ဘူးလေအဲ့လိုမျိုးဟိုသွားလာတဲ့ခါမှယူနီဖောင်းဝတ်လို့ဆိုတော့အဲ့နေတဲ့ခါကျရင်အဲ့လို ပေါ့မမအိုးစုပ်လေးလေးလို့ပဲဗောနောသူတို့အတွက်ဟုတ်ကဲ့မောင်ဖဏလေးလေးလို့ဖဏလေးလေးလို့ဟုတ်ကဲ့မဟုတ်မအဲ့ဒီအမျိုးသမီးရဲဘော်တွေကလည်းအမဆိုလည်းအမျိုးသမီးတာဝန်ခံအနေနဲ့တာဝန်ထမ်းဆောင်နေတယ်အမားထောက်ပံ့ပေးနေရစီမှာလည်းအမျိုးသမီးရဲဘော်ကြီးရှိရဆိုတော့အဲအမျိုးသမီးရဲဘော်ကြီးရဲ့ဟိုလုံခြုံရေးရောဘလို့အခြေအနေရှိလဲမသိဘူးဒီစကားစားနဲ့ပတ်သက်ပြီးတော့လုံခြုံရေးပဲဖြစ်ဖြစ်ဒီတက်သွင်းမှာလုံခြုံရေးပဲဖြစ်ဖြစ်အခြေအနေလေးကျွန်တော်သိကြင်ပါတယ်အမ ဟောတက်တွင်းလောက်ချုပ်ကြီးကတော့သူတို့အတွက်ပူကြမလို့ပါဘူးဒီလိုမျိုးသွားလာတဲ့ဒီအခုတက်မှာတရားတော့နည်းနည်းနဲ့မြေစိုးနိုင်တဲ့အတွက်သွားလာလှုပ်ရှားတဲ့နေရာမှာတိတ်တော့အန္တရာယ်မရှိဘူးပေါ့နော်အဓိကကျမတို့ကလေချောင်းပေါ့လေချောင်းကြတော့ကျမတို့လည်းမကူနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေလေချောင်းရမယ်ကြောက်ရတယ်အခုကဟုတ်ကဲ့မဟုတ်နောက်ထပ်အခုကျွန်တော်မေးချင်တာပေါ့နော်ဒီ ငလင်ကကျွန်တော်တို့ပြီးခဲ့လာကဆိုငလင်နှုတ်ခတ်သွားပြီပေါ့နော်ဆိုတော့ငလင်ကစကိုင်းကိုဘို့ဟုတ်ပြုတ်ပေမဲ့လည်းတခြားနေရာလည်းထိခိုက်တာရှိရဆိုတော့အမားတို့တထုံဘက်မှာရောဟိုထိခိုက်တာရှိလားပေါ့နော်မြေပြင်မှာအမားကိုရင်ရှိညာဆိုတော့ဘလောက်တောင်ထိခိုက်လဲပေါ့နော်အဲ့ဒါလေးလည်းသိကြပါတယ်ပြီးတော့ဘာလေးလိုအပ်လဲပေါ့နော်ငလင်ကြောင့်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီဒီငလင်ကြတော့ကျွန်တော်ဘက်ကိုမထိပေါ့နော်ကျွန်တော်ဘက်ကိုမရအောင်အနည်းငယ်လေးပဲလောက်လာတော့ပဲရှိတယ်ဘာမှထိခိုက်ပျက်စီးရလိမ့်မရှိဘူးပေါ့နော်ဟုတ်ကဲ့ ဟုတ်ကဲ့ကြီးကြီးမားမားကြီးပေါ့နော်ဆိုလို့ရှိမရှိဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့မဟုတ်ကျေးဇူးပါနော်ရွေးကောင်းတစ်ခုထပ်မေးခြင်းပါပေါ့နော်ဟုတ်ကျွန်တော်တို့သတင်းအချို့သတင်းတွေကမဖော်ပြတဲ့နဲ့အချက်ဆိုပြီးတော့မြေပြင်ကတော်လိုင်းသမားတွေကကျွန်တော်တို့ပြန်ပြီးထောက်ပြကြတာရှိရပေါ့နော်ဘလို့အချက်တွေကအမလည်းကိုယ်ရဲ့မြေပြင်မှာရှိနေရဆိုတော့ဘလို့အချက်တွေကမရေးသားတင်ဘူးမဖော်ပြတင်ဘူးလို့ထင်လဲပေါ့နော်အဲ့ဒါဘာကြောင့်လို့ထင်ပါလဲမအဲ့ဒါလေးဖြေကြပြပါဦးမ ။အော်အဲ့ဒါကတော့အခုကျွန်တော်လက်ရှိပေါ့နော်ကျွန်တော်တို့ဒီနေရာတစ်ခုကိုသွားရောမယ်ပေါ့နေရာတစ်ခုကိုသွားရောမယ်ဒီနေရာမှာဒါတိုက်နေဆိုသူက update တဲ့တင်ကိုပေးလိုက်ရအဲ့ဒါအဲ့ဒီတကူတိုက်ပွဲကစခန်းကသိမ်းလို့မပြီးသေးဘူးအဲ့စခန်းမသိမ်းမပြီးခင်မှာသူကတင်ကိုပေးလိုက်တဲ့ခါကျအဲ့တင်တွေကပေါက်ကြပြီးတော့စစ်ကောင်စီကတောက်ဆောင်အမားတို့ကိုစောက်ကြည့်နေရလေအမားတို့ရဲ့မာခွဲကိုအမားတို့ရဲ့ location ကိုရှာနေတဲ့အတွက်အဲ့ဒီလိုမျိုးမိခွန်းလေးမေးလိုက်တဲ့ခါကျတော့လက်တချို့တင်တွေကလက်ဦးမှုကြည့်ပဲတင်တွေကြောင့် ကျမတို့ဒီလုံခြုံရေးပေါက်ကြတာတွေရှိတာပေါ့နော်အဲကြောင့်ဒီတွန်းလိုင်းတွေအနေနဲ့ဒီလိုပြန်ဖြည့်ချပေးတာရှိတာပေါ့ဘာကြောင့်လဲဆိုတော့အခုကျမတို့စခန်းတက်နေတယ်မပြီးသေးဘူးဆိုကျမတို့ကဖြည့်ချခွင့်မရှိဘူးလေအဲ့ဒါကိုဖြည့်ချလိုက်တယ်အနောက်ပိုင်းမှာလောက်လာရေးကြတာတွေမပြီးသေးတဲ့ခါကျတော့ဟိုအဲ့လိုမျိုးအခက်ခဲဖြစ်တာပေါ့အဲ့လိုမျိုးလိုဝဲပေါက်ကြတာတွေရှိတာပေါ့နော်အဲလက်စစ်တော့စီကလေချောင်းနဲ့တိုက်ခိုက်တာတွေရှိတယ်တော့ဒါကြောင့်မို့နောက်ပိုင်းကျတော့လူကြီးတွေကအဲ့လိုပိတ်လိုက်တာတွေရှိတာပေါ့နော်တဒင်းကို တကယ်လက်အမှုယူရလူတွေစပြီးတကယ်ပင်ပြီးတဲ့အတွက်အဲ့ဒါတွေကိုအဲ့လိုမျိုးဖြစ်တာပေါ့ဟုတ်ကဲ့မအမခုနကဖြေပွားရဲမှာအဲတရင်ကပတ်သက်ဖြေပွားရဲမှာလေဒီအန်ဟိုဘောဘယ်လိုပြောမလဲစကန်တစ်ခုမတိန်သေးဘူးတင်းကညီဆက်ဆက်မှာပဲတရင်ကပောက်ကြွားရဲဆိုတော့အဲ့လိုတရင်ရဲ့လူကိုရောဒီအထက်အရာရှိဒီကပေါ့နော်အထက်အဖွဲ့စည်းဒီကအရေးယူပေါ့ပစ်ဒဏ်ပေးကြပြီးပြီးအရေးယူရပြီးပြီးသူမှသူမှငွေဒဏ်ဖြစ်ဖြစ်အဲ့လိုချမှတ်တာရောရှိလားမှာ ရှိတယ်တင်တယ်ရှိတယ်ရှိတယ်အဲ့ဒါကြီးကလောက်လေလူကြီးတွေပိုက်တယ်ပေါ့နော်လူကြီးတွေကတအားပိုက်ဦးတမ်းမှငါဆိုရင်တအားတည်လို့ွက်တယ်လေတည်လို့ွက်တာဖြစ်ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးဟောအမဘလို့ဟိုကြားမိတယ်လေအဲ့ဒါလေးအမတိတလောက်လေးဖြည့်ချပေးပါဦးအမဟောသူတို့နောက်ပိုင်းတည်ဗီဒီယိုတွေဓာတ်ပုံတွေသူကပုတ်ခွင့်မရှိတော့ဘူးဘယ်မှလိုက်ပေးခွင့်မရှိဘူးပေါ့နော်ပျော်ခွင့်မရှိတော့ဘူးသူတို့ပိတ်လိုက်တယ်အဲ့လောက်ပဲအမတို့ကတော့ကြားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါကြတော့ KNU အထက်လူကြီးတွေကပိတ်တာပေါ့နော် ဟုတ်လေဟုတ်လေဟုတ်လေအော်ဟုတ်ကဲ့အမဟိုပါပေါ့အမအနေနဲ့ပေါ့နော်ဒီတော်လန်ရေးမှာဒီအမကဟိုလေးနေရှိပြီပေါ့နော်အခုဆိုရင်ဖြတ်တန်းလာပေါ့နော်တော်လည်းကာလာမှာဘလို့မှတ်မှတ်ရရအဖြစ်ရကြုံဘူးလဲမသိဘူးအဲ့အလေးကိုတွတ်ပြပြပါလားအကျေတဝင်ရှင်းပြပြပါလားကျွန်တော်တို့ဟောပိဋကတ်တွေရသိအောင်ဟောအမတို့အခုရှစ်တန်းပေါ့ရိတ်ခပို့ရင်အမအမကိုယ်တိုင်လိုက်လေကာလည်းအဲ့သွားတဲ့ခါကျရင်ကာကတောင်းရင်တက်ရတယ်တောင်းရင်တက်ရတဲ့ခါကျတော့အဲ့တောင်းတက်တဲ့အဲ့ဒါအမမမရရပေါ့နော် တော့တဲ့ရကမှာကာကီယာထုံမြအောင်အတဲ့အိမ်မှာကီယာထုံမြအာကြရင်အမတို့အသက်အလျင်ရှိတယ်အဲ့ဒါတွေတော့ဟိုကိုစိတ်ကမှာအမရထားပါတော့ဒါဒါအကုန်လုံးပြေသွားနိုင်တယ်ပေါ့တကူးကူးချစ်ခဲ့ပါတော့ဒါသမားလည်းစိတ်မလွတ်ဘူးနောက်ပြီးတော့အမတို့စစ်ဆောင်သွားဝင်နေတဲ့အချိန်ပေါ့ဆောင်ဝင်နေတဲ့အချိန်မှာဒီရွာကိုဝင်ပြီးတော့အမတို့ကထွက်ခါစားပဲရှိပြီးရအဲ့ဒီအမတို့ဝင်ခွဲတဲ့ရွာကိုလင်းနဲ့ကျဲချတာအဲ့လိုမျိုးပေါ့နော်အသက်အလျင်နဲ့ကျုပ်ခဲရတယ်အဲ့ဒါအမမမရရပေါ့အဲ့ဒါလေးနောက်ပြီးလမ်းမှန်ဆက်သက်ရေး ဟောလာဆိုင်ကယ်တွေတွန်းရတယ်။ဘွဲလဲဆိုတော့လမ်းစင်ဆောက်ရတယ်။အဲ့ဒါတွေကအမတ်တရားတွေပေါ့။မမရရပေါ့နော်။အဲ့ဒါကြီးရှိခဲ့တယ်ပေါ့။ဟုတ်ကဲ့မအမတ်ကျတော်တော့အခက်ခဲတွေအများကြီးပါပဲ။ဟုတ်။အမတ်ခုနပြောရဲမှာဆိုရင်ဒီဒီအသက်အညာကြီးပါကြုံတွေ့ခဲ့ရလည်းရှိရဆိုတော့လေ။အဲစစ်ကောင်စီနဲ့ထိတ်တရင်ဆိုင်ရတဲ့အဖြစ်ပြက်ကောအမှန်ကြုံခဲ့ဘူးလားမသိဘူးလေချောင်းတိုက်ခတ်မှုမဟုတ်ပဲနဲ့ပေါ့နော်ဒါဟိုမျက်နှာချင်းဆိုင်ဖြစ်ပြက်ဟောအဲ့ဒါကတော့မကြုံခဲ့ရအောင်အဲ့ဒါအဲ့ဒါကြောင့် ဟုတ်ကဲ့မအမဟုတ်ကဲ့အမတို့ဒီထောက်ပို့ထောက်ပို့တာဝန်ခံတရားအနေနဲ့အဓိကအမအနေနဲ့ထောက်ပို့ရင်ဘာအခက်ခဲဖြစ်လဲအဲ့အလေးဖြေကြားပြပါဦးမမအခုလောဆက်သွားလာဘူးကားဘောနော်ကားကြီးဖိုက်ကယ်ကြီးအမတို့လိုအားတာဘောကြောင့်လားဆိုတော့ဟိုပစ္စည်းတွေကရောက်လာပြီးဆိုတဲ့ဘူးပြဖို့ချိန်ဖို့အဲ့လမ်းကြောင်းအဲ့အခက်ခဲတွေရောရှိတယ်ပစ္စည်းရောက်နေပြီးဆိုကြိုဖို့ပြဖို့ကားလေးနည်းနည်းအခက်ခဲဖြစ်တယ် ဖိုက်ကယ်ပေါ့နော်အမရေဖို့လေးတွေတွာလာဖို့ဖိုက်ကယ်ပေါ့အခုလောတဲ့အမတို့မှာဆိုက်ကယ်ဒဇီရစီအဲ့ဒီဒဇီနဲ့ပဲပတ်ချလဲနေပေါ့ကာတော့အကူညီပေးရလူအကူညီတောင်းရတာပေါ့ဒီလိုပဲဟဲ့လားဟုတ်ကဲ့ပါဟုတ်ကဲ့မကျွန်တော်မေးရတဲ့မှာကျွန်တော်မေးရတဲ့မှာတော့ပြင်ဟိုမေးဟိုကြံခဲ့တည်ရှိတော့အမအနေနဲ့ဘာမှန်းဖြည့်ဆွတ်ပြီးတော့ထပ်ပြောကြခြင်းတည်းလည်းမသိဘူး မရှိပါဘူးပြစ်စုံပါလေဒါမှမဟုတ်ဟိုအမလို့ဒီသတင်းဌာနရေးဒီလူတွေသတင်းဌာနတွေကဒီလိုမျိုးမေးတဲ့အတွက်ပေါ့နော်ပြည်သူတွေရဲ့ဒီမြင့်ပြင်းမှာအမတော့ဒီမြင့်ပြင်းအခက်ခဲကိုအဓိကပြည်သူတွေသိစေချင်တာပဲပေါ့နော်မြင့်ပြင်းမှာရေပေါ်လေးတွေဘလောက်အောင်ခက်ခဲနေလဲဘလို့ဖြတ်တန်းနေကြရလဲဒါကိုအမကမျက်မြင်တွေ့နေရတယ်ပြည်သူတွေအစားဘလို့ခက်ခဲစစ်ကောင်စီရဲ့တန်းကိုပေါ့နော်ဘလို့ခံနေကြလဲဆိုတာအမကိုယ်တိုင်လည်းခံရမလို့ ီသူတွေခံရတယ်ဒီရဲဘော်လေးတွေဆိုလဲသူတို့ကလည်းသူတို့ခက်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 ကြားနေပြီးတော့တိုက်နေကြရတယ်ဘောနော်တချို့တလေဆိုရင်ဒိတ်ခတ်မလို့လောက်တာလည်းရှိတယ်အဲ့လိုမျိုးလေးဘောနော်ကျမ်းမာရေးတွေရှိတယ်သူတို့ရခက်ခဲတွေကတော့အစောပါပဲဒါပေမဲ့လူကြီးတွေလည်းသူတို့အချိန်ဆက်မိလာလည်းရှိရှိမယ်အဲ့ဒါတော့အမတော့မမေးဘောနော်အမကုညီရတဲ့အပိုင်းလောက်ပဲအမကုညီပေးတယ်ကြောင့်မို့ဒီလိုမျိုးမေးပေးတာကိုကျေးဇူးတင်တယ်လို့နော်အမအနေနဲ့ဟုတ်ကဲ့အများကြီးတင်တယ် ဒီလူတွေတိခွင့်ရအောင်အမလည်းပြောခွင့်ရတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးများတင်ပါတယ်အမအခုဟိုလေကြောင်းတိုက်ခိုက်နေတဲ့ကြားနေပြီးတော့ line ရတဲ့နေရာအခြေကိုတကူးတကလာပြီးတော့ဖြည့်ကြပေးတဲ့အတွက်မြစီမကူစားကျွန်တော်ကိုကျွန်တော်ကပဲကျေးဇူးများတင်ပါတယ်အမဟုတ်ကဲ့ကျမကလည်းမြစီမအခုလိုမျိုးမေးရမေးပေးတဲ့ပြည်သူတွေသိအောင်ပေါ့နော်မေးပေးတဲ့မြစီမသတင်းမီဒီယာကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါမှ ဒါကတော့နှစ်ပတ်ရှင်ထုံးလင်းပေးနေကြဖြစ်တဲ့မြစီမာရဲ့စူခင်းလန်းကမန္တလေးအစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုနေကြတဲ့မြစီမာပိတ်တမများအားလုံးပဲကိုစိတ်နှက်ပြအေဂျင့်ပြီးတော့ဖက်စစ်စစ်တဲ့အန်ဒီကနေကင်းဝေးပြီးကက်ကြီးသုံးပါးကိုကြော်သွားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါမယ်နောက်နေ့ရမပြန်တွေ့ပါမယ်ကျွန်တော်ခန့်တွေပါ